မင်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့နိုဝင်ဘာလ9ရက်နေ့မြန်မာနိုင်ငံတဝိုင်းလုံးမှာရှိတဲ့စည်ရေးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချုပ်ကိုကောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလို့တဲ့သတင်းပုဒ်ကတော့လာရှိုးရန်ကုန်ခီးစဉ်ပြည်တော်စု လမ်းမကြီးအတိုင်း expect ကားများစတင်ပြေးဆွဲနေသဖြင့်မြေကြီးနာလမ်းပိုင်းလည်းမကြာမီမျှော်လင့်နေဆိုတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်မြို့မှာလာရှိုးမြို့သို့ခီးတဲ့တဲ့ expect ကားကြီးများပြည်တော်စုလမ်းမကြီးအတိုင်းဒီနေ့နိုဝင်ဘာလ10ရက်နေ့မှာစတင်ပြီး ုံမှန်တိုင်းပြည့်စွဲပေးနေပြီဖြစ်ကြောင်းဒါရှုဒေတာကန်သတင်းရင်းမြစ်များထံမှသိရပါတယ်။ထို့ပြင်မြန်မာနိုင်ငံမြောက်ပိုင်းအတွက်အဓိကလမ်းကြောင်းဖြစ်သောရန်ကုန်မန္တလေးရွှေဘုမြကြီးနားလမ်းခီးစဉ်ကိုလည်းမကြာမီအချိန်တွင်နေမြေရှင်းလင်းမှုများပြီးစီးသည်နှင့်တပြိုင်နက်ပြည်တော်စုလမ်းမကြီးအတိုင်းပြန်လည်ပြည့်စွဲပေးနိုင်တော့မှာဖြစ်ကြောင်းသတင်းများထွက်ပေါ်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလို့တဲ့သတင်းတပုတ်ကတော့ညဉ့်ဉန်းစကားနဲ့ကွန်ဒုံများဖြန့်ဝေတိဆိုကခုံခဲ့တဲ့အဆိုတော ဝင်းအပါဝင်16ဦးကိုဖမ်းဆီးရေးယူတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရောင်းတိုင်းဒေသကြီးတင်ငန်းညုံမြို့နယ် Eastern Yangon Evan Patch မှာနိုဝင်ဘာလ2ရက်နေ့ကကျင်းပခဲ့တဲ့ Overflow Music Festival ပွဲတော်မှာအဆိုတော်ဝင်းခေါ်ရဲဝင်းအောင်နဲ့ Bingo Bingo တိမ်မင်းထိုက်တို့ဦးဆောင်တဲ့ဖွဲ့ဟာညဉ့်ညမ်းသောစကားများပြောဆိုပြီးကွန်လုံးများဖြန့်ဝေကတီဆူကခုံဖြောပြခဲ့ကြတဲ့အတွက်မြန်မာနိုင်ငံရဲ့ရဲတပ်ဖွဲ့ကနိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန် ကအရေးယူခဲ့ပါတယ်။ပြပြမှုမှာပါဝင်ခဲ့တဲ့အဆိုတော်73ဦးနဲ့ပွဲစီစဉ်သူ3ဦးစုစုပေါင်း16ဦးကိုရန်ကုန်နဲ့မန္တလေးစီနေအိမ်များမှာ နေရာတိတိမှာစုံစမ်းဖော်ထုတ်ဖန်စီကတင်ကန်းညွမြို့နယ်တူရမြို့မှာရက်စကန်မှာရာသက်သက်ကြီးပုံမှာ905ကာကြီးနှစ်ကိုလေးမြင်းဆောင်114လို့ဖြစ်အမှုဖွင့်ထားပြီးဥပဒေနဲ့အညီထိရောက်စွာအပြစ်ပေးရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ် ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့မြမစီဝါရေးဘဏ်ကွဲပြန်လည်ဖွင့်လှစ်ပြီဆိုတဲ့သတင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်မြမစီဝါရေးဘဏ်ကွဲပြန်လည်ဖွင့်လှစ်ခြင်းခန္ဓာကိုမြမနေ့နနက်9:00နာရီမှကျင်းပရာခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများယမိရပ်ဖာများတက်ရောက်ကြပါတယ်။မြမနေ့မှာစပြီးဘဏ်ကိုပြန်လည်ဖွင့်လှစ်ပြီးနိုင်ငံတော်ဝန်ဝေလဲခြင်းလုပ်ငန်းစီးရင်ရှင်ဖွင့်သည့်လုပ်ငန်းအငိမ့်စားလာတာထုတ်သည့်လုပ်ငန်း ငွေစုဆောင်အနှံကျင်လုပ်ငန်းဆရှိတဲ့ဗန်လုပ်ငန်းများကိုစောင့်ရက်ပေးနေဖြစ်ကြောင်းရှင်းလင်းပြောကြားပါတယ်။၎င်းနောက်တာဝန်ရှိသူများကဗန်မအငင်းဆောင်ဝန်ထမ်းများအားပင်စင်လစာထုတ်ပေးနေတဲ့အခြေအနေများကိုကြည့်ရှုပြီးတက်ကြီးရွယ်ကိုအငင်းသားပင်စင်ဝန်ထမ်းများကိုအားပေးစကားပြောခဲ့ကြတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ကြောက်စဲကမိသားစုနှစ်စုကားတစ်စီးနဲ့အတူခီးသွားရင်အဆက်အသွယ်မရပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ မန္တလေးတိုင်းကြောက်စင်မြို့ကမိသားစုနှစ်စုဟာပကံညောင်ဦးပုတ်ပွားကိုကာတစီနဲ့အတူတူခီးသွားရာနေအဆက်အသွယ်မရဘဲပျောက်ဆုံးနေတယ်လို့မိသားစုဝင်တွေတဲ့ဤဆက်သူတွေထံကသိရပါတယ်ပျောက်ဆုံးနေသူတွေဟာကြောက်စင်မြို့ KK ဖနက်ဆိုင်မှာဦးထွန်းနိုင်ဇနီးဖြစ်သူမက်ကေတီအောင်တားဖြစ်သူမောင်ဟယ်ရီနိုင်နဲ့ကြောက်စင်မြို့ညောင်ရွှေရာနေ မက်ခင်နင်းဝေမတင်းတင်းမြတ်ရဲ့တားဖြစ်သူမောင်ဆိုင်လင်းလက်တို့ဖြစ်တယ်လို့သိရပါတယ် ၎င်းတို့ဟာတစောင်းတိုင်းပြည့်ရဖြစ်တဲ့နိုဝင်ဘာလ2ရက်နေ့ကပကံညောင်ဦးပုပ္ပဘတ်သူကားနံပါတ် 7N 9611နဲ့ဖျားဘူးသွားကြတာဖြစ်ပြီးလက်ရှိမှာတော့အဲ့ဒီကားနဲ့အတူ6ရက်စလုံးအဆက်အသွယ်မရဘဲပျောက်ဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။အခြေအနေတစုံတရာထူးခြားမှုရှိပါကလည်းမိသားစုဝင်တွေရဲ့ဖုန်းနံပါတ်ဖြစ်တဲ့09971500501 09201 9663819109663549182ကိုဆက်သွယ်ပေးဖို့မိသားစုဝင်တွေကအကူအညီတောင်းခံထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ online မြို့၌ မိုးများသဖြင့်မပင်းဆိုင်ချိန်နောက်ကျနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဝေတိုင်းဒေသကြီးအောင်လံမြို့မှာမိုးများနေတဲ့အတွက်မပင်းဆိုင်မဲ့လေတရာတွေရေမြုပ်နေပြီးတောင်သူနှင်းငယ်သာစိုက်ပျိုးလို့ရသေးတယ်လို့အင်းပေါ့ကြီးရွာတောင်သူကိုဝင်းမြင့်ထွန်းကပြောပါတယ်။အောင်လံမြို့မှာမပေးကိုဘိုးဘေးဒီစိမ့်သီးနှံလို့အဓိကထားစိုက်ပျိုးကြတာဖြစ်ပါတယ်။ယခင်နှစ်ကတော့မပဲအထွက်နှုံးကောင်းပြီးဈေးကောင်းလေးရခဲ့တယ်လို့ဆိုပါတယ်ယခုခါမပဲမျိုးစစ်တပြေကို ချက်တထောင်ပြွယ်ကတောင်သူတွေစိုက်ပျိုးနေကြပြီးမိုးများတဲ့အတွက်အထက်နှုံးလေးရော့ချနိုင်တယ်လို့တောင်သူတွေကခံမှန်းနေကြပါတယ်။ယခင်နှစ်ကတော့အောင်လန်ဈေးကွက်မှာမပဲပေါ်ချင်း20ပိတ်တာဝန်တအိတ်ကို15000ကျပ်ဈေးရှိခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ကရင်ပြည်နယ်တန်တော်ကြီးမြို့မှာမိုးကြီးမှုကြောင့်ပျက်စီးသွားတဲ့တံတားနေရာမှာယာယီဝါဒရာတိစောက်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်လိတ်တူမြို့အရှိဘတ်ချမ်းကလေတကျေးရွာအုပ်စုနယ်ကလေခိုကျေးရွာအုပ်စုတို့ကြောင့်ဆက်သွယ်ထားတဲ့ခဲကြောင်တရားကိုဒေသခံတွေကပြန်လည်ပြုပြင်ခဲ့ကြပါတယ်။2025ခုနှစ်အတွင်းမိုးအဆမတန်ရွာသွန်းမှုကြောင့်လမ်းပြုံမှုတရားပြည့်စုံမှုတွေဖြစ်ပွားခဲ့ကအဆိုပါလမ်းကိုအသုံးပြုတဲ့ကျေးရွာသားတွေအတွက်အခက်အခဲကြုံခဲ့ရပါတယ်။ဒါကြောင့်နနှင်းကာလအတွက်အချိန်မီစိုက်ကင်နဲ့လွယ်ကူစွာတည်ပို့နိုင်ဖို့အတွက် ပရာစုဂျေယာ၄ရွာရှိဒေသခံတွေနဲ့တောက်ရိုက်ခဲ့ဂျေယာပါဝင် စုစုပေါင်းလူရေ30ဝန်းကျင်ကခဲချောင်းတရားကိုဝါရီနဲ့အင်တိုင်းအားတိုင်းလိုအားပေးပြုပြင်ခဲ့ကြတယ်လို့သိရပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့အော်တိုဘာလာအတွဲမှာတရားမဝင်ကုန်စည်တန်ဖိုး6.4ဘီလီယံကျော်ဖန်ဆီးရမိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်အော်တိုဘာလာအတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးဖွဲ့များနဲ့အကောက်ခင်ဦးစီးဌာနတို့ကလုပ်ငန်းဆောင်ရွက်မှုများတွင်တာဝန်သည့်ပြည်သူများရဲ့သတင်းပေးတိုင်ကြားမှုများကြောင့်သတင်းမှန်49ကြိမ်ရရှိခဲ့ပြီးအမှုတွေ139မှုဖမ်းဆီးရမိခဲ့ပါတယ်ဖမ်းဆီးရမိတဲ့စက်မှုကုန်ရန်လူသုံးကုန်စားတောက်ကုန်အီလက်ထရောနစ်ပစ္စည်းတရားမဝင်သစ်မျိုးစုံစီးပွားများအပါအဝင်လိုင်စင်မဲ့မော်တော်ယာဉ်မော်တော်ဆိုင်ကယ်များအပါအဝင်စုစုပေါင်းကာလတံပိုးမှာ 6.4ဘီလီယံကျော်ရှိပါတယ်။ဖန်စီရမိတဲ့တန်ဖိုးရဲ့20ရာခိုင်နှုန်းဖြစ်သောကြက်တန်း1.29ဘီလီယံကျော်ကိုသတင်းပေးတိုင်ကြားသူတာဝန်သိပြည်သူများအားလှုပ်ဝက်စုချင်းငွေဖြင့်ချိမြင့်ပြည့်ရသွားမည်ဖြစ်တယ်လို့အကောက်ခွန်ဦးစီးဌာနကစတိပေးထုတ်ပြန်ခဲ့ပါတယ်။ဒီကနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့စီးရေးစီးပွားရေးလူမှုရေးသတင်းတွေက ထူးခြားတဲ့သတင်းအချို့ကိုကောက်နှုတ်တင်ပြပေးတာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြအကျမ်းမှရှင်းလန်းကြပါသည်ခင်ဗျာ။